ကဲမန္တလေးကိုရောက်ပြီဆိုရင်ဖြင့်ဖက်တီမတံမြာတီးတုပ်ဘလို့အရသာရှိလဲဆိုတာတီတီကိုစမ်းကြည့်တံမြာတီးတုပ်ကိုစပြီးဆွဲပါပြီမမဖက်တီမရေဒီမှာအားပေးထားတယ်နော်မမဖက်တီမဒီဝန်ရနာမည်ကြီးလုံးလို့အပတူတူတူကတူတကတာပတအာရပြီစားပြီ အင်းရောက်ကရောက်ကအမရီတလုံးလုံးရွန်ကြောက်တယ်သူရဲ့အစာပလာတပ်ပနာပေါင်းဆုံးရယ်ဆရာကြီးဆရာကြီးဖက်ဒီမောက်တမန်သူကမန္တလေးရောက်ပြီဆိုတာနဲ့ဆွဲပြီးခု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 တိုက်ကြပါဦး နော်ဒီတော်လန်ရေးတခြားဒီကြော်မျိုးမင်းဘောမလာတာဗောနော်အဲပြောတဲ့စကားတွေအထဲမှာဗောနော်အခုတခါဒီစကားလေးကတော့နည်းနည်းရှီကျူးစရာကောင်းနေဗျာဒါကတော့ဗာလဲဆိုလို့ချေဒီဥပိုင်တတာမှာအဲဒီတမယာတီးတုတ်ရောင်းနေတဲ့ဖတ်တီမအချောင်းလေးကိုကြော်မျိုးမင်းကနီးလဲကြကြနဲ့ဆက်ဟိုနီးလဲမှန်မှန်နဲ့ဗောဗျာပြောပြထားတာလေးကိုကျွန်내တူတူရွှေချင်းလေးလောက်ပေးသွားမှာဖြစ်ပါတယ်โอเคဒါဆိုရင်တော့ကျွန်တော်တို့ကြည့်လိုက်ရအောင်နော် ဒါလေးနဲ့ဟိုစီရင်တော့ပါစုစုပြက်ကလေးရင်ဒါလေးနဲ့ရောင်းရင်လည်းနေချင်းညာချင်းအဆင်ပြေလာမတော့မလားလို့ပြောရင်းနဲ့ဖြစ်တဲ့ကိစ္စအဲ့လိုပြောရစီခင်ဗျားတို့ရိုးရိုးလေးပဲပြောမယ်ဗျာဟိုဘာလဲဗျာဝိုင်းချုံပါလားဝိုင်းချုံပါကြော်တယ်တော့စစ်လေး FD နောက်ရောင်းမျိုးထဲမှာပွက်လို့ရိုက်နေအောင်ရောင်းနေတဲ့လမ်းဘေးမှာကျုံလိုရောင်းနေရတယ်ခင်ဗျား FD ဝင်စစ်တဲ့ FD အနေနဲ့ဒီပတိမာတယောက်တည်းဟိုပဲရွေးစစ်နေမယ်အစားကျန်တဲ့ဟာတွေလည်းဖြစ်နိုင်အကုန်လိုက်စစ်တဲ့ FD ကကိုယ့်လိုကိုယ်တေချာလုပ်တဲ့ပတိမာအချင်းပေါင်းဆိုင်ကို FDA နဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကပိတ်ခိုင်းလိုက်တယ်လို့ကြားပါတယ်။အင်းဆိုတော့တနည်းအားဖြင့်တစ်ဖက်မှာပြောရင်တော့စိတ်မကောင်းပါဘူး။ဒါကသူလဲကိုဝင်တောင်ကြီးနဲ့ဘိုက်ကြီးနဲ့သူခင်ဗျာတော်တော်လေးလုံနိုင်ကြတဲ့ရှာပါတယ်။စူးစမ်းပန်းလောက်ရှာပါတယ်။ဒီအတွက်တော်တော်စိတ်မကောင်းပါဘူး။သူတော်တော်လေးခက်ခက်စူးစမ်းရုံးကံပြီးဝင်ငွေလေးရလို့အဆင်ပြေလာမယ့်အချိန်ကြမှာဘက်ကနေဒီလိုဖြစ်သွားတော့သူတို့လဲသူရင်ထဲမှာလည်းကောင်းမယ်ပေါ့မပေါ်ပါဘူး။အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်သူလဲဟိုဒီလိုဖြစ်သွားတဲ့အတွက်သူလဲ shock တော့ဖြစ်သွားမှာပေါ့။သို့တော့စိတ်စိတ်မကောင်းနေတကယ်ဖြစ်ရပါတယ်။တကယ်လဲဟို ဟိုတနည်းနည်းနဲ့အစီအပြေလမ်းကြောင်းတစ်ခုကိုရှာဖွေပြီးတော့အစိုးရနဲ့သက်ဆိုင်ရာဝါရီနဲ့အဲဒေတာအုပ်ချုပ်ရေးအဖွဲ့ကြီး FDA တာဝန်ရှိသူတွေရှားလူတွေညှိနှိုင်းပြီးတော့ဒီဒီပတိမမမှန်ကန်ဒေသချလေးရောင်းလို့ရအောင်ဝိုင်းဝန်းပြီးတော့တပတ်တလန်ကနေကူညီပေးတာမျိုးလုပ်တင်တယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်။ဘာကြောင့်ဒီလိုပြောလဲလို့မေးရင် FDA ကတော့တားမြစ်ရည်အကြောင်းရင်းရယ်လဲမှားမမှားပါဘူးမှန်ပါတယ်။ဘာလို့လဲဆိုတော့သူကကျွန်တော်မြင်တယ်သူအချိန်ပေါင်းလုံနေတဲ့ဟာကြီးကသူကဒီကျန်းမာရေးစီမင်းစည်းကမ်းနဲ့ညီမညီမသိဘူး။သူက ခုနကပါလဲဆိုတော့ငပိတွေလည်းထည့်တယ်ငေယုတ်သီးတွေလည်းထည့်တယ်ပစုံချောက်တွေလည်းထည့်တယ်နောက်ဘာမှမသိတဲ့အနှစ်တွေလည်းထည့်တယ်အခုလောပြီးနေတယ်နေပြီးတော့မှအဲ့ဒါဘူးတယ်လို့ထည့်လက်ရည်တော့ဆွတ်ထားပါတယ်လက်ရည်ဆွတ်ထားပါတယ်ဒါပေမဲ့အဲ့လိုထည့်ထဲတော့ကျွန်တော်တို့ရှိမှာကအာ FDA ရဲ့စီမင်းစီကံအဲ့ကြားဖြတ်ပြောလာမယ်ဘာလို့ကြားဖြတ်ပြောမှလဲဆိုတော့ FDA ရဲ့သွားစစ်လိုက်လीနော်အဲ့ဒါဆိုလဲသွားစစ်လိုက်မနှုတ်ကုန်နေစစ်ပြီးသွားပြီဆိုရင်လဲဒါအဲကြမ်းမိုင်နဲ့ ညညမှုချိမချိကိုမင်းတို့စစ်ဆေးပြီးသွားပြီဆိုရင်လည်းသူ့ကိုချောင်းခွင့်ပြန်ပေးရမှာလေဟုတ်တယ်မလားအခုကပါလေအဲကျွန်တော်ကြားနေတာပေါ့နော်ဒီဖတ်တီမာသိန်း80မပေးဘူးဆိုလို့ချင်းချောင်းခွင့်ရမှာမဟုတ်ဘူးလို့ပြောထားတာပေါ့နော်အဲ့ဒါဖြစ်တင်လာပေါ့နော်ဒီကြောင့်မျိုးမီးပြောထားတာလေးရတော့နီလန်လေးတော့နည်းနည်းကြတယ်ဒါပေမဲ့နီလန်မကြတာကဒီဒီအဖွဲပေါ့နော်အဲ့ဒီအဖွဲစစ်စစ်ပြီးပေါ့နော်ကျွန်တော်ဒီပစုံ6ဆိုတာလေ ြဿနာမရှိဘူးငွေသီးဆိုတာလည်းပြဿနာမရှိဘူးကျွန်တော်မြန်မာလူမျိုးတွေတော့ကနော်ဒီငပိဆိုတာလည်းပြဿနာမရှိဘူးနော်ဒါရပြဿနာဘာမှမရှိတဲ့အရာတွေဗျာအမှန်ဆိုရင်တော့ဒါလုံးဝကိုစစ်စရာလည်းအကြောင်းကိုမရှိဘူးဗျာဒီဥစ္စာဘာကြောင့်စစ်တရားအကြောင်းမရှိလဲဆိုတော့တမယာသီးရှင်ပေါင်းနေဗျာဒါအဲ့အဲ့ဒီလိုဒါလိုက်ဖမ်းကြီးဆိုလို့ချင်းနော်ကျွန်တော်မြန်မာနိုင်ငံမှာဖမ်းတရားကြီးများကြီးပဲနော်ဖမ်းရမဲ့လူတွေက အချင်းမောင်းလမ်းဘေးမှာဘန်လေးပေါ်တင်ပြီးရောင်းနေတဲ့သူတွေလည်းရှိတယ်လို့ခေါင်းပေါ်တင်ပြီးရွက်ရောင်းနေတဲ့သူတွေလည်းရှိရယ်ဆိုင်ကယ်လေးနဲ့လိုက်ရောင်းနေတဲ့သူရှိရယ်စပိန်နဲ့လိုက်ရောင်းနေတဲ့သူတွေရှိတယ်ဗျာမောင်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 နဲ့လေအဲ့လိုတွေလိုက်ရောင်းနေတဲ့သူတွေရှိရယ်ဒါဆိုလို့ချင်းမြန်မာနိုင်ငံတနိုင်ငံလုံးကိုလိုက်ဆစ်ရမှာစစ်နိုင်တာဒါတခြားသူဒီတူဘောနော်အဲ့နီနာကတယောက်ယောက်ကသွေးထိုးလှုပ်ဆော်မှုလို့ကျွန်တော်ကဒါကိုမြင်မိပါတယ်ဗောနော်โอเคဆက်နားထောင်ကြည့်မယ် ရှိပါတယ်။နာမည်တားကြည့်တဲ့အခါလူပြောပြောများတဲ့အခါ FDA ကသွားပြီးတော့စားတော့ကြည့်ရမယ်စစ်ကြည့်ရမယ်ပေါ့စစ်ကြည့်တဲ့အခါမှာသူ FDA နဲ့မညီဘူးစံချိန်စံချိန်နဲ့မညီဘူးပေါ့နော်။အင်းညာစားတော့ရင်စံချိန်စံချိန်နဲ့မညီဘူးညီတယ်ဆိုတော့ FDA ကလည်းသူ့လိုကိုသူလိုရတယ်။ဟုတ်တယ်လေ။အဲ့တော့တချို့ကပြောမယ်အာဒီပတိမချင်မောင်းရောင်းတော့မချင်တတ်လို့တိုင်တဲ့ကောင်တိုင်လို့ဆိုတော့ဟိုတိုင်နာမတိုင်နာတော့တလိုက်။အင်းတိုင်နာတိုင်တဲ့ကောင်ကသူ့ရဲ့စိတ်စင်နေတာပဲတိုင်တယ်လို့ပြောလို့ညာဆိုတော့သူ့စိတ်စင်နေတာ။ဟုတ်တယ်။ တကယ်လို့ ਆ မှာကလည်းအမှန်တရားကနီလမန်က FDA အနေနဲ့ဒါကိုသွားဖို့ဆင်ရမယ်။အဲ့တော့လူပေါင်းများစွာစားနေပြီ။ဖတိမတယောက်တော့ဆင်စရာမလိုဘူးနော်။တခုဟာ FDA မှာ license ရှိမှထားဘူး။ FDA ရဲ့စစ်ဆေးမှုမခံထားဘဲနဲ့ရောင်းချင်တိုင်းရောင်းနေဆိုရင်အကယ်၍ပြဿနာတခုဖြစ်လာရင်ဆဲမှာ FDA ကိုဆင်မယ်။တခုဖြစ်လာခဲ့မှာနော်။ဆိုတော့ဒီချိန်ဒီကမျိုးမှာ FDA ကသွားပြီးကြိုတင်ပြီးတော့တားမြစ်တယ်။တားမြစ်ပြီးတော့သူ့ကိုစီမင်းစည်းကမ်းနဲ့ညီအောင်ရောင်းဖို့ညှိနှိုင်းနိုင်နေဆိုရင်တော့ FDA ရဲ့အားလည်း မလွန်ပါဘူး FD လည်းမမားပါဘူးသို့တော့ဖြစ်နိုင်ရင်တော့လူတွေကလည်းပြောနေတဲ့အချိန်ဒီမျိုးသမီးကလည်းဘိုင်ကြီးနဲ့သူ့ခင်ဗျာကြိုးစားပန်းစားလုပ်နေတဲ့အချိန်လူဘောမျိုးသားလည်းအဲ့ဒီမှာအလုပ်တွေရတဲ့အချိန်လူဘောမျိုးသားလည်းဝိုင်းစားနေတဲ့အချိန်လူပေါင်းများစွာတနိုင်ငံလုံးမှာရှိတဲ့လူပေါင်းနဲ့ချီဆိုသိမ့်နေချီဆိုပြီးတော့ဝိုင်းကြည့်နေတဲ့အချိန်မှာ FDA နဲ့သက်ဆိုင်ရာအာဏာရဖွဲ့စည်းအနေနဲ့လည်းမလုပ်တင်လဲလို့မေးဒီပတိမာကိုဒီချာလေးစကားပြောပြီးတော့ညီမကြီးတမီးကြီးပေါ့ဒါတော့တော့ရှိသေးတယ်တမီးကြီးညီမကြီးအဲဒီအချိန်ပေါင်းကို ဒီ FD နဲ့စံလေးနဲ့ညီအောင်လို့လုပ်ပါစားသုံးရင်တင့်တော်တဲ့အနေအထားမျိုးဖြစ်အောင်လုပ်ပါသမီးဘာလို့ဆိုတော့အများပြည်စားတယ်တခုထိခိုက်လိုက်သမီးကိုထိခိုက်မယ်တို့ FD လည်းထိခိုက်မယ်အားလုံးထိခိုက်မယ်လူတွေလည်းထိခိုက်မယ်အဲ့တော့ဟုတ်တယ်လေဖက်ပေါင်းစုံကောင်းအောင်လုပ်ကြရအောင်ဆိုတော့ညီနိုင်ပြီးတော့တတိယရှာလေးတကြတဲ့နာလုပ်လိုက်လို့ရှိရင်တော့ဒါနှစ်ဖက် win win situation ပြန်ဖြစ်မယ်ဒါလေးကိုကျွန်တော်တိုက်တွန်းချင်ပါတယ်ဘာလို့ဆိုတော့တစ်ဖက်ကဒီမျိုးသမီးနဲ့သူ့ရဲ့ဟိုမိသားစုသူ့ဘိုင်ထဲကကလေးလေးအစားကျွန်တော်ဒါကိုလည်းမြင်ရကြည့်ရတယ်သူ့ခင်ဗျဒါလေးနဲ့ဟိုစင်စင်ရနော်ပါရှုပ်စုပ်ပြကလေးရင်ဒါလေးနဲ့ရောင်းရင်းနဲ့ နေညညာချင်းအဆင်ပြေလာမတော့မလားလို့ပြောရင်းနဲ့ဖြစ်တဲ့ကိစ္စကျွန်တော်အဲ့လိုပြောကြည့်ဆိုရင်ခင်ဗျားတို့ရိုးရိုးလေးပဲပြောမယ်ဗျာဟိုဘာလဲဗျာဝိုင်းချုံမလားဝိုင်းချုံမအကျော်လဲတော့စစ်လေး FD နောက်ရန်ကုန်မြို့ထဲမှာပွက်လောရိုက်နေအောင်ရောင်းနေတဲ့လမ်းဘေးမှာကျုံကျုံလိုရောင်းနေရတယ်ခင်ဗျား FD ဝင်စစ်တဲ့ FD အနေနဲ့ဒီဒီမှာတယောက်တည်းပဲရွေးစစ်နေမယ်ကျန်တဲ့ဟာတွေလည်းဖြစ်နိုင်အကုန်လိုက်စစ်တဲ့ FD ကိုယ့်လိုကိုယ်တေချာလုပ်တဲ့နော်အဲ့လိုအဲ့လိုမှလည်းဖြစ်မယ်ဘာလို့ဆို လမ်းမှာကျုံသူတွေရောင်းနေတာကြီးရတယ်ကျွန်တော်အနေရများလာပါတယ်လူတွေကလည်းစားနေကြတာဖြစ်တဲ့အတွက်ဒါလည်းသတိကြီးထားစစ်ဖို့လိုတယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်ဒီဖတိမတယောက်တည်းမှရမှာမဟုတ်ဘူးဒီဒီဖြစ်စဉ်မှာစပြီးတော့ကျွန်တော်လူတွေကသင်္ကန်းစာယူတဲ့နေနဲ့တေချာလိုက်ပြီးတော့ကိုကိုကိုအဲ FD အစ်စ်ခံနေတဲ့အစင်တမ်းမျိုးရအောင်ဘာပြောဆိုင်ဖို့အသီးသီးရပြင်ဆင်ထားကြဖို့လည်းတိုက်တွန်းချင်ပါတယ်ဘာပြောလောလောဆယ်တော့ဖတိမအချင်းပေါ့နေရဲ့တော့တော့သူရောင်းလို့မရတော့ဘူးပေါ့ဗျာနော်သူလည်းသူလည်းသူခင်ဗျာလည်းစေမကောင်းဖြစ်နေရှာမယ်နောက်တစ်ခုကသူတခြားနီးလန်းနဲ့ဘယ်လိုရောင်းလို့ရမလဲဆိုတော့နီးလန်းတွေကိုအစိုးရနဲ့ က်ဆံတာဝန်ရှိလူကြီးတွေနဲ့ညှိနှိုင်းတိုင်ပင်ပြီးတော့တခုခုနီးလမ်းနဲ့ပြန်ပြီးတော့လှုပ်လာလိမ့်မယ်မျှော်လင့်ပါတယ်အဲ့တော့နှစ်ဖက် win-win situation လမ်းကြောင်းကိုယူနိုင်ကြပါစေလို့ပဲလမ်းပြီးဆုတောင်းပေးပါတယ်အဲ့တော့အိုးကျွန်တော်ပြောချင်တာဒီရှင်ပေါင်းရောင်းတဲ့ကိစ္စဗျာဒါဟန်ဒါဟာတည်တည်ကြီးကြီးဗျာဒီရှင်ပေါင်းဆိုတာတော့အဖေဒီနဲ့တတ်ဆိုင်နေတိုက်ရိုက်ကြီးတော့တတ်ဆိုင်နေပေါ့ဗျာတိုက်ရိုက်ကြီးနဲ့တတ်ဆိုင်နေရဲဆိုပေမဲ့လို့ ဒါကြီးကြီးကျယ်ခန်းခန်းနာနာကုတ်မဏီလည်းမဟုတ်ဘူးဗျာကျော်ဒီဆိုင်ခိုင်းလည်းမဟုတ်ဘူးဒါကျွန်တော်ပြောသလိုပဲခုနကကျွန်တော်ပြောသလိုပဲဒါအနီးနားကဒီမနာလိုတဲ့သူတွေဒါမှမဟုတ်အဲတွေးထိုးလှုပ်ဆော်မှုလို့ပဲကျွန်တော်ကမြင်ပါတယ်ခင်ဗျာနော်ဒါကတော့အဲကြော်မျိုးမင်းပြောသွားလေနီလန်တော့ကြာတယ်ဒါပေမဲ့အဲ့ဒီတက်ဆိုင်ရလူကြီးတွေအနေနဲ့ကဒါကို ဟိုတချီချာတီတီကြကြလှုပ်တင်နေပေါ့ဗျာလှုပ်ရမှာလဲလှုပ်ရမှာပေါ့เนาะအခုလို့အဲအယော်ကြီးဟိုပသိန်း80ပေးမှာတို့အဲ့လိုကြီးပြောတာကြီးရတော့လွန်လွန်းတယ်လို့ကျွန်တော်မြင်မိပါတယ်ခင်ဗျာโอเคအားလုံးပဲမင်္ဂလာပါ